အပိုင်း6ဆမှာတော့6ကဂိတ်တွင်းထဲကိုလိုက်ဝင်သွားမယ်လို့ခေါင်းဆောင်ကပြောလိုက်ပါတယ်။ဒါအောင်ကျော်တော့ခေါင်းဆောင်ကအထဲမှာတခုခုဖြစ်နေလို့လားလို့6ကိုပြန်မေးလိုက်ပြီး6ကတော့ဒါကကိုရေးကိုတာကိစ္စပါလို့ပြောပြခဲ့ပါတယ်။အရင်တော့သူမကဂျင်ဝင်းရဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုစဉ်းစားနေခဲ့ပြီးဒါကပုံမှန်မဟုတ်ဘူးလို့တွေးနေခဲ့ပါတယ်။ခဏကျတော့သူမကအထဲကိုလိုက်ဝင်သွားဖို့လုပ်ခဲ့ပြီးချားကခေါင်းဆောင်ကိုလက်နက်တစ်ခုလောက်မရှိဘူးလားလို့မေးတော့ခေါင်းဆောင်ကချားကိုသူ့ရဲ့လက်ထဲကပေါက်ချွန်းကြီးကိုပေးလိုက်ပါတယ်။ဒါကြောင့်ချားကအူကြောင်ကြောင်ဖြစ်သွားပြီးချားလက်နက်တွေမရှိဘူးလားလို့မေးလိုက်ပါတယ်။ ဒါပေမဲ့ခေါင်းဆောင်ကသူတို့စီမှာချပြောတဲ့ပုံစံလက်နက်တွေမရှိဘူးလို့ပြောတာကြောင့်ချတယောက်ဆက်ညစ်သွားပေမဲ့သူမကနောက်ဆုံးတော့ပေါချွန်းကိုပဲယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခေါင်းဆောင်ကလည်းချကိုဘာမှမရှိတာထက်ဆိုင်လက်နက်တစ်ခုရှိနေတာကပိုကောင်းတယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်အထဲမှာတော့အော့ခ်တွေကစမ်းနှုတ်ကိုလာခေါ်ပြီးသူတို့ရဲ့ဘီရင်နဲ့ပေးတွေးခဲ့ပါတယ်။အားလုံးကဒီလောက်များတဲ့အော့ခ်တွေကိုကြည့်ကအံ့ဩနေခဲ့ပြီးဒီအော့ခ်တွေသာအပြင်းအထွက်သွားရင်မျိုးနှမျိုးလက်ကိုအသာလေးဖျက်ဆီးနိုင်တယ်လို့တွေးနေခဲ့ပါတယ်။ထို့သဖြင့်တခြားအော့ခ်တွေထပ်ပေါ်ပြီးကြီးမားနေတဲ့အော့ခ်လေးကောင်ကိုကြည့်ကလန့်နေခဲ့တာပါ။ စံကတော့သူတို့ရဲ့တောင်းဝန်ကအသက်ရှင်မှုမဟုတ်ဘဲဂိတ်ကိုရအောင်ပိတ်ဖို့လို့ပြောလိုက်ပြီးဘော့စ်ကိုတော့ရအောင်တတ်မယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်သူတို့ကဘော့စီကနေအာဂျီရဲ့အင်အားကိုခံစားလိုက်ရပြီးတုံ့လုံသွားခဲ့ပါတယ်။ဂျီနာကသူမလို့မှော်စရာတောင်ဒီအစွမ်းနဲ့ရှင်လိုက်ရင်အဆင့်၃လောက်ပဲရှိရလို့ဆိုကတုံ့ဝင်နေခဲ့ပါတယ်။အဲဒီနောက်စံကဘော့စ်ကိုမင်းကဘာလို့ငေါ့တွေးချင်ရလဲလို့ဆိုတော့အော်တွေရဲ့ခေါင်းဆောင်ကဖြောပြေးဖို့လို့ပြောလိုက်ပါတယ်။သူကစံကိုနှိမ့်ဆက်ကတတ်ဖြတ်ပြီးသူ့ရဲ့အောက်လက်ငယ်သားတွေအတွက်ဖြောပြေးပေးချင်နေခဲ့တာပါ။ ဒါအောင်ကျောင်းတော့ဆန်းကအံအောင်သွားပြီးသူတို့ရဲ့တပ်တွေကိုလေးမထားသလိုပြောနေတဲ့ boss ကိုဒေါသထွက်သွားခဲ့ပါတယ်။ဆန်းကသူတို့ရဲ့တေဆုံးမှုကအဲ့လောက်တောင်အရင်ပါဘူးလားလို့တွေးပြီးလက်သီးကိုချစ်ချစ်ပအောင်ဆုပ်ထားမိလိုက်ပါတယ်။အဲ့ဒီချိန် boss ကဂျင်ဝန်းကိုမြင်သွားပြီးလူသားတွေထဲမှာလူသားမဟုတ်တဲ့သူကရောပါနေရလားလို့ပြောလိုက်ပြီးသူကဒါကလည်းကောင်းတာပဲလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်ဆန်းက boss ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ကြောက်လန့်နေတဲ့သူ့ရဲ့အဖွဲ့သားတွေကဘယ်သူမှမလှုပ်ရှားနိုင်တော့ပါဘူး။ ဒါကြောင့်ဆန်းကခံပြင်းသွားခဲ့ကဘော့စ်ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ဘော့စ်ကဆန်းကိုသူ့ရဲ့စွမ်းအားကိုတုံးကကင်ပေါက်ပစ်နေခဲ့ပါတယ်။ဒါကြောင့်ဆန်းကအတော်လေးထိသွားပြီးအရချင်ဂျင်းဦးကဆန်းကိုကယ်တင်မိလိုက်ပါတယ်။အရင်နောက်အားလုံးကသူတွေနဲ့ဖြစ်နေတဲ့ဆန်းကိုစိတ်ပူစွာတွားကြည့်ခဲ့ပါတယ်။ပြီးတော့ဂျင်းဦးကဒီကိစ္စကသူ့လိုအပြင်းလူနဲ့မဆိုင်ပေမဲ့ဒီတိုင်းကြီးမြင့်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဂျင်ဦးကဆန်းကိုအဲရီစာသူ့ကိုဒီမွန်စတာရီအားလုံးကိုပေးနိုင်မလားလို့မေးတော့ဆန်းကခွင့်ပြုလိုက်ပြီးသူ့ရဲ့ဖွဲ့ကိုကယ်ပေးဖို့တောင်းဆိုလိုက်ပါတယ် ဒါကိုကြောင်းတော့ဂျင်ဝန်ကသူ့ရဲ့စစ်တပ်ကိုခေါ်ထုတ်လိုက်ပြီးအော့ခ်တွေကိုရင်ဆိုင်မှုလုပ်ပါတယ်အပြင်ဘက်မှာတော့မိုင်းတူးနေတဲ့လူတွေကစောင်းကြည့်ရေးဖွဲ့ခေါင်းဆောင်ဝူးကရောက်လာလို့အံ့ဩနေခဲ့ပါတယ်ဝူးကဖွဲ့ရဲ့ခေါင်းဆောင်ကိုဂျင်ဝန်ကဘယ်မှာလဲလို့မေးလိုက်တာကြောင့်ခေါင်းဆောင်ကအထုတ်တဲ့သမားအနေနဲ့ဂိတ်ထဲကိုဝင်သွားကြောင်းပြောလိုက်ပါတယ်ဒါကိုကြောင်းတော့ဝူးကထူးဆန်းတာတွေကိုလုံနေတဲ့ဂျင်ဝန်ကိုပို့ပြီးစိတ်ဝင်စားလာခဲ့ကဂိတ်ထဲကိုလိုက်သွားဖို့လုပ်ပါတယ်ဒါအောင်မြင်တော့ခေါင်းဆောင်ကချက်ကလည်းအထဲထုတ်လို့သွားကြောင်းပြောပြနေချိန်အထဲကပြင်းထန်တဲ့အော်ရာတစ်ခုကသူ့ကိုလာပြီးရိုက်ခတ်ခဲ့ပါတယ် ဒီဆွမ်းကားကြောင့်အားလုံးကသူ့ရဲ့ခန္ဓာကိုယ်ကိုစုပ်ဖျက်သလိုခံစားခဲ့ရပါတယ်။ဒါကြောင့်လန်သွားတဲ့ဝူးကဆွမ်းအတိုင်းကိရိယာကိုအမြန်ယူလာခဲ့ဖို့ပြောလိုက်ပါတယ်။တဖက်မှာလဲချကအထဲမှမြင်လိုက်ရတဲ့အော့ခွေကြောင့်လန်သွားခဲ့ပြီးစန်းတို့အားလုံးကိုစိတ်ပူသွားခဲ့ကအထဲကိုအမြန်လိုက်သွားဖို့လုပ်ခဲ့ပါတယ်။အထဲမှာတော့အားလုံးကဂျင်းဝင်းရဲ့ဆင်းခွန်ဆန်းကိုကြည့်ကအံ့ဩနေခဲ့တာပါ။ဘာလို့လဲဆိုတော့သူတို့လိုအဆင်းမြင့်တွေတောင်အများဆုံးနှစ်ကောင်လောက်ပဲခေါ်နိုင်တာမလို့ပါ။အဲ့ဒီချိန်ဂျင်းဝင်းကသူ့ရဲ့စစ်တီတွေကိုလဲစွမ်းအားမြင်မိလိုက်ပါတယ်။ဒါအောင်မင်းတို့ဘော့စ်ကဂျင်းဝင်းကိုစိတ်ကြီးဝင်နေဖို့ပြောလိုက်ပြီး သူ့ရဲ့လူတွေကိုအချက်ပြလိုက်တာကြောင့်အော့ခ်နဲ့ဂျင်ဝင်းရဲ့အရေးစတီရီချာကတိုက်ပွဲကပြင်းထန်စွာဖြစ်ပေါ်လာခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာအိုင်ရွန်ကသူ့ရဲ့အစွမ်းကိုတုံးမှာပြင်းထန်စွာတိုက်ခိုက်နေခဲ့ပြီးဂျင်ဝင်းကလည်းအော့ခ်တွေကိုဂေါမီကောင်တပ်ပလိုက်ပါတယ်။အဲဒီချိန်ဘော့စ်ကသူ့ကိုမှော်စွမ်းတုံးကတိုက်ခတ်ခဲ့တာကြောင့်ဂျင်ဝင်းကရှောင်လိုက်ပါတယ်။ဘော့စ်ကတော့ဂျင်ဝင်းကိုမင်းရဲ့စစ်သားတွေကအပေါ်ယံမဲရှိရလို့ပြောပြီးလိုက်တက်နေခဲ့ပါတယ်။ဒါပေမဲ့ဂျင်ဝင်းကတော့သူ့ရဲ့စစ်သားတွေကဘလောက်ပဲဖြစ်ဖြစ်ပြန်ရှင်းတာနိုင်တယ်လို့ပြောပါတယ်။ ဒါကိုကျော်တော့ boss ကမီးစွမ်းကိုတုံးပြီးဂျင်ဝင်းရဲ့စတားတွေကိုတတ်လိုက်ကနောက်ဆုံးကြရင်မင်းရဲ့မော်စွမ်းကကုံသွားမှာပဲလို့ပြောလိုက်ပြီးအဲ့ဒီချိန်ထိသူကဂျင်ဝင်းရဲ့စတားတွေကိုတတ်ပေးမယ်လို့ပြောပါတယ်အပြင်ဘက်မှာလည်းဝူရိုးကစွမ်းရင်ကိုပြန်တိုင်းနေခဲ့ပါတယ်တိုင်းတာကြရဂိတ်က astronaut နောက်ရောက်နေခဲ့တာကြောင့်ဝူကလန့်သွားခဲ့ပါတယ်သူကချက်ချင်းအထက်ကိုစံတက်သွားပြီးတိုက်ခိုက်ရေးအဖွဲ့ကိုခေါ်ကဆန်ရုံးနောက်ကိုအကူအနေနဲ့လိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်အထဲမှာတော့ boss ကဂျင်ဝင်းကိုတိုက်ခိုက်နေရင်သူကဂျင်ဝင်းကိုအထင်သေးလို့ကြည့်ကဒါကအစွမ်းကုန်ပဲလားလို့မေးလိုက်ပါတယ် ူရဲ့စကားကိုကြားတော့ဂျင်ဟုံးကဘာဝင်ပြောနေရလဲလို့ပြောလိုက်ပါတယ်ပြီးတော့ဂျင်ဟုံးကစေးရတပင်းကိုယူတော့လိုက်ပြီးသူကတေဆုံးသွားတဲ့အော့ကရီရဲ့ရိတ်တွေကိုပါခေါ်ထုတ်ပလိုက်ပါတယ်ဒေါအောင်မင်းတို့ဘော့စ်ကလန်သွားချိန်ဂျင်ဝင်းကတော့မင်းတို့အားလုံးကိုငါရဲ့နောက်လိုက်လုပေးမယ်မင်းကိုရောပေါ့လို့ဘော့စ်ကိုစိုက်ကြည့်ကပြောလိုက်ပါတယ်။သူရဲ့စကားကြောင့်ဘော့စ်ကလန်သွားပြီးဂျင်ဝင်းကတာမန်မှောက်တာတိသွားခဲ့ပါပြီ။ဒါအပြင်အရင်ကသူ့နိုးလာတွေကလူသားတွေကိုတိုက်ခိုက်ဖို့အမိန်တစ်ခုပဲကြားနေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဘော့စ်ကစိုက်တိုးသွားပြီးဂျင်ဝင်းကိုလည်းတိုက်ခိုက်ပါတယ်။ ။တဖက်မှာလည်းချားကအတော်လေးလှန်သွားခဲ့ပြီးဒါဝရီကဘော်ရီဖြစ်နေရလဲလို့ရေရွနေခဲ့ပါတယ်။အဲဒီချိန်သူမကဆန်းနှုတ်ကိုတွေ့လိုက်ရလို့တော့ကြည့်လိုက်ပြီးဘော်ရီဖြစ်နေရလဲဆိုတာမေးလိုက်ပါတယ်။ဒါကြောင့်အားလုံးကလည်းသူတို့လည်းဘော်ရီဖြစ်နေရဆိုတာကိုမသိဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲဒီချိန်ဂျင်ဝန်းကတော့ boss ကိုယင်ဆိုင်နေခဲ့ပါတယ်။ပြီးတော့သူက boss ရဲ့တိုက်ခိုက်မှုတွေကိုဖယ်ရှားလိုက်တယ်။ boss ကဂျင်ဝန်းကိုချိန်စာရီနဲ့တိုက်ခိုက်ခဲ့ပေမဲ့အယောင်ထင်ခဲ့ပါဘူး။ဂျင်ဝူကခနာတွင်းမှာပဲဘော့ဆရဲ့ဂျင်သားတွေကိုဖျက်ပလိုက်ပါတယ်။ဒါကြောင့်ဘော့ကလန့်သွားပြီးသူကဂျင်ဝူကိုစက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုကအများမထင်ပဲသူကသာတဖြည်းဖြည်းခံနေခဲ့ရတာပါအဲဒီနောက်မှာတော့ဂျင်ဦးကထင်းတဲ့အတိုင်းဓားလောင်းနဲ့မြောက်ပဲလို့ဆိုကတန်ကြိုးချောင်းကိုယူပြီး boss ကိုကျိုးနဲ့တုပ်လိုက်ပါတယ်ပြီးတော့သူကဆွဲလိုက်ပြလိုက်ချခြင်းဝူရိုးကလည်းရောက်လာပြီးမြင်သွားခဲ့ပါတယ်ဝူကသူတို့အနေနဲ့ဆန်းတို့ကိုစိတ်ပူလို့လာခဲ့ပေမဲ့ကြီးရတာမလို့အပယ်စိတ်ပူမိသွားတယ်ထင်တယ်လို့ပြောလိုက်ပါတယ်အဲဒီချိန်တစ်ဖက်မှာတော့ iron တို့က boss ကိုပြီးတက်လိုက်ပါတယ်ဒါကြောင့်ဂျင်ဦးက level up ထလုပ်လို့ရသွားပြီးသူက boss ကို노ထားစမ်းလို့ပြောတာကြောင့် boss ရဲ့အိတ်ကဂျင်ဦးရဲ့လက်အောက်ခံဖြစ်လာခဲ့ပါတယ် ဒါကြောင့်ဂျင်ဦးကဘော့စ်ကိုကီပါလို့နာမည်ပေးလိုက်ပါတယ်။သူကအော့စစ်တက်ကြီးကိုရလိုက်တဲ့အတွက်ချိန်နဲ့နေခဲ့ပြီးဝူရိုရောက်နေတာကိုသိမထားမိခဲ့ပါဘူး။အဲဒီနောက်မှာတော့ဂျင်ဦးကဝူရိုကိုမြင်ပြီးလန့်သွားခဲ့ပါတယ်။အားလုံးကသူ့ကိုဘာဖြစ်သွားလဲဝိုင်းမိနေခဲ့တာကြောင့်ဂျင်ဦးတယောက်ဘာပြောလို့ပြောရမှမသိဖြစ်နေခဲ့ပါတယ်။အဲဒီချိန်ဝူကဂျင်ဦးရဲ့အကြောင်းကထိတ်တန်းလေးဝတ်ချက်တစ်ခုဖြစ်တာကြောင့်အားလုံးကိုမြင်ရအောင်ဆောင်ရင်းဖို့ပြောလိုက်ပါတယ်။ဒါက extra အဆင့်ကိုအားလုံးကိုပြသပေးခဲ့တယ်လို့သူကရှင်းပြလိုက်ပြီးအပြင်ကိုမပေါက်ချောင်းကိုကြီးပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ ဒါဟုတ်ကျတော့ဆန်းကသူ့အနေနဲ့ဂျင်ဝူအထောက်အထက်သမားဝင်လို့တာကိုမသိချင်အောင်ဆောင်မင်းမယ်လို့ပြောလိုက်ပြီးဘာပဲဖြစ်ဖြစ်ဂျင်ဝူပါလာလို့အားလုံးကအသက်ရှင်ခွင့်ရတာကြောင့်ကျေစုတင်ကြောင်းပြောခဲ့ပါတယ်။အဲဒီချိန်ဂျင်ဝူကသူ့အိတ်ထဲကစောက်ကိုယူပြီး main clay ကိုပြန်ပေးလိုက်ကထွက်သွားခဲ့ပါတယ်။အားလုံးကတော့ပေါချွန်းကြီးကန်ရတဲ့ခြားကိုနားမယ်လို့ကြည်နေတာကြောင့်ခြားတယောက်ရှက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်း Choi ကသူတို့ Gil ကလည်း White Tiger Gil ကိုဂျင်ဝူရဲ့ကယ်တင်နာခံလိုက်ရလားလို့ပြောလိုက်ပါတယ်။ ပြီးတော့သူကဂျင်ဝူးရဲ့ထူးဆန်းတဲ့စွမ်းအင်ကြောင့်အတော်လေးကိုစိတ်ရှုပ်နေခဲ့ပြီးဂျင်ဝူးနဲ့တူတာဆိုရင်ဘယ်သူကပိုတန်မှလဲလို့မေးလိုက်ပါတယ်။ဒါ ਉਹ ကျတော့လက်ထောက်ကချွိုင်းကိုဂျင်ဝူးလို့အက်စရန်ရှိတဲ့တားရဲတွင်းကိုတယောက်ထဲတိုက်နိုင်လားလို့ပြန်မေးလိုက်ပါတယ်။ဒါကမဖြစ်နိုင်မှန်းသိရကြောင်ချွိုင်းကစိတ်ပြတ်သွားခဲ့ပြီးအတန်အမာဆုံးလို့ကိုယ့်ကိုခံယူထားရတာရှက်လာပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်သူကအပြင်ဘက်ကိုထွက်သွားပြီးဂျင်ဝူးလို့တန်မာတဲ့လူကိုသူတို့ဂိတ်ထဲကိုရောက်အောင်ခေါ်ဖို့စူးစမ်းမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျင်ဝူးကဂျင်ဟုန်နဲ့တွားတွေးခဲ့ပါတယ်။ သူကနောက်ကျသွားတဲ့အတွက်တောင်းပန်ခဲ့ပြီး Game Master ကိစ္စကအဆင်ပြေလာလို့မေးလိုက်ပါတယ်။ဒါ ਉਹ ကြောတော့ဂျင်ဝင်ကခေါင်းငိမ့်ပြပြီးဂျင်ဝင်ကိုသူ့အဖေရဲ့တောင်းဆိုချက်ကိုပြောပြလိုက်ပါတယ်။နောက်ရမှာတော့အားလုံးကစွန်းအားတိုင်းရဲ့နေရာမှာရောက်နေခဲ့ပြီးသူတို့ကဇုံတစ်ခုကိုစောင့်နေခဲ့ပါတယ်။အဲ့ဒါကတော့တရုတ်ဆောင်ရင်းသားလီမင်ဆောင်တယောက်အစွန်းနဲ့နိုးထလာခဲ့လို့ပါ။ဒါကမီဒီယာတွေကြားမှာရေးပန်းစားနေခဲ့ပြီးမင်းဆောင်ကတော့ဒါ ਉਹ ကားပေါ်ကကြည့်နေခဲ့ပါတယ်။သူကစစ်လို့ရှားကြပဲဒီလူတွေအားလုံးကငါ့ကိုစောင့်နေရလားလို့ပြောနေခဲ့ပါတယ်။ ပြီးတော့မင်းဆောင်ကသူ့ရရှိတာတဲ့အစွမ်းတော့အတော်လေးကိုချိန်နှံ့နေခဲ့ပြီးဇလန်းလေးကဒီမာရီမဲတခန်းရတော့ခဲ့ပါတယ်